ဆိုတာဘာခေါ်လဲအာယတနာဘာခေါ်လဲဓာတ်ဘာခေါ်လဲသိတာလေမိမိကိုယ်တော်မှာခန္ဓာအနေနဲ့ပရမတ္ထတရားကိုရှာတတ်လေအာယတနာအနေနဲ့ဓာတ်အနေနဲ့သစ္စာအနေနဲ့ပရမတ္ထတရားကိုရှာတတ်လာလိမ့်မယ်ဉာဏ်နဲ့အဲ့ဒီလိုရှာတတ်လို့မိမိကိုယ်မှာရုပ်ကေဝေဒနာရဲ့သင်ညာရဲ့သင်္ခါရရဲ့ဝိညာဉ်ရဲ့လို့ ခန္ဓာနာဘတရားကိုဉာဏ်မျက်စိနဲ့မြင်လာပြီဆိုရင်ခန္ဓာသာအသိဉာဏ်ရောက်ပြီအဖြစ်အပျက်ဟာတခါတည်းနောက်ကပါလာအသိဉာဏ်တခါတည်းပါအေးအဖြစ်အပျက်ကိုသိတဲ့အသိဉာဏ်ပါလာလို့ရှိရင်အနိစ္စဆိုတာရဲရဲကြီးဆုံးပြတ်သွားရော ထို့အတူအဖြစ်အပျက်မြဲအနိစ္စခံနေရတာဒုက္ခပဲလို့ရဲရဲကြီးဆုံးပြတ်ဝန်းနေ ခိုင်မာတဲ့အနှစ်သာရမရှိတဲ့တရားပဲဆိုတာကောင်းကောင်းသိလို့အနတ္တလို့ရေရေကြီးဆုံးပြတ်ဝတ်ဆုံးဆုံးဖြတ်ဖြတ်သိတဲ့တိရဏပြိညာကိုရောက်ဖြစ်တယ်ပြောပါစို့ဥပမာလေ့လာပါအဲ့ဒီလေ့လာလို့ရှိရင်ယုံဆိုလိုက်ရာပဲတရားတွေခေါ်တာပဲဝေဒနာလို့ဆိုရင်ပဲတရားတွေခေါ်တယ်သိလေကြီးစတော်ကြီးက မိမိရဲ့မြန်မာနိုင်ငံကအမျိုးသားအမျိုးသမီးတွေအပြီးတော့မှတတ်အောင်ပရမတ်ထတန်ခိဆိုတာရေးပြလိုက်ပိုင်ကိုပိုင်လူတွေကသူတို့ကိုရေးတာရေလို့မသိဘူးဒါကြောပေးနေတယ်သာသနာကတော့သိတဲ့အစိတ်အပိုင်းကအမျိုးသမီးပိုင်းပြည်သားရှင်ပိုင်းကတော့ပရမတ်ထတန်ခိမိမိချက်ချက်ကိုရအောင်ကြက်ဟောဒီရံကုန်မြို့မှာပဲဟိုးတခိစီကလွန်ခဲ့တဲ့1900 58ခု60အေးအဲ့ဒီနှစ်ပိုင်းပတ်ဝန်းကျင်တုန်းကဒီပရမတ္ထတန်ခိတ်ကိုရံမုံမြို့မှာပရမတ္ထကုံမာကြီးဆိုပြီးတော့အသင်းများဖွဲ့ပြီးလေ့လာကြပါတယ်သို့တော်လည်းဒီဆိုကြီးကအဲ့ဒီပရမတ္ထတန်ခိတ်ဒီပိုက်ပေါင်း600ကျော်ဆိုတော့အမျိုးသမီးတိုင်းမဆောင်နိုင်ဘူးသာလိခြေပိုက်နဲ့ခန္ဓာအရဏဓာတ်သစ္စာနားလည်ပြီးတော့ကလျာဏပုထုဇဉ်အဖြစ် ရောက်ကြပါစေဆိုပြီးတော့သရောကြီးကခန္ဓာအရဏတတ္တသလင်္ကာဆိုပြီးဆယ်ပုတ်ရေးဇာယောကလေးကငယ်ငယ်စာအုပ်ကလေးကဟိုကြတိကြညက်ပြီးတော့ဘယ်သူမှမသိဟုတ်လားဘယ်သူမှမတွေ့တယ်လို့ပဲအေးအဲ့ဒါလောက်တော့အနည်းဆုံးကြအောင်လေ့လာပါလေ့လာကြည့်ပြီးတော့အဘိဓမ္မာသင်္ဍန်းဆရာတွေကိုမေးဒီလင်္ကာပါဆိုတာလေသိလားလေ အဲ့ဒီလိုသိလာရင်ရုပ်ဆိုလိုက်တဲ့စကားကိုကြားရင်ဩငါတို့ကိုယ်မှာရှိတဲ့28ပါးတရားကိုပြောတာဝေဒနာဆိုတဲ့အတန်ကိုကြားလို့ရှိရင်ငါတို့ကိုယ်မှာအာယုံအလျောက်ဖြစ်တဲ့ဒုက္ခဒုက္ခဥပေက္ခဝေဒနာသုံးပါးပြောတာပညာဆိုရင်ငါတို့ကိုယ်မှာဖြစ်တဲ့ယူပတင်ညာသတ္တတင်ညာခန္ဓာတင်ညာရထတင်ညာဖုဒ္ဓဘတင်ညာဓမ္မတင်ညာဒါပြောတယ်ဆိုတာကောင်းကောင်းသိလား အခုလည်းပဲမသိဘူးလို့မဆိုပါဘူးဟုတ်လားအဲ့ဒီခန္ဓာနဲ့ဓာတ်သစ္စာလင်္ကာရအောင်ကြက်ပြီးတော့သိရင်မမေ့တဲ့အသည့်မမေ့တဲ့အသည့်ဖြစ်မယ်အဲ့ဒါကြောင့်မို့လို့ရအောင်နှလုံးသွင်းကြရအောင်ကြက်ပြီးတော့သိကြသမ်းပါသိပြီပြီဆိုတော့မှကြည့်လေဘုန်းကြီးတို့စာပေမှာယဟန်တော်တွေကြတော့ခန္ဓာ၅ပါးကမ္မထံကိုပါဠိလိုစီးပြန်းနေဆိုပါတော့ ရူပံနေသံဒုက္ခနတ္တနေဓမ္မမနေသောအမတ္တမိနမေသောအတ္တဝေဒနာနေသဒုက္ခနတ္တနေဓမ္မမနေသောအမတ္တမိနမေသောအတ္တသင်ညာနေသဒုက္ခနတ္တနေဓမ္မမနေသောအမတ္တမိနမေသောအတ္တသင်္ကာရနေသဒုက္ခနတ္တနေဓမ္မမနေသောအမတ္တမိနမေသောအတ္တဝိညာဏံနေသဒုက္ခနတ္တနေဓမ္မမနေသောအမတ္တမိနမေသောအတ္တ ပါဠိနဲ့တကယ်တည်းလိလာထားတဲ့ဆရာတော်ကြီးကြတော့အဲ့ဒီလိုပါဠိနဲ့နှလုံးသွင်းကြတယ်။အေးအဲ့ဒီမှာကြည်သင်ယူပံဝေဒနာသိညာသင်္ခါရဝိညာဏလို့လေရှေ့ပုတ်ကလေးတွေလာပြောင်းတယ်။နောက်ပိုင်းကအိဋ္ဌံဒုက္ခနတ္တနေတမမနေသောအမဂမိနမေသောအတ္တအတူတူပဲ။ခေါင်းစဉ်ကလေးပဲပြောင်းတယ်လို့မြမဝေါဟာရမှာလည်းပဲသင်္ခါတဖုတ်ရရဲ့ ခေါင်းစဉ်ကိုသာပြောင်းလိုက်နောက်ကဟာတကားတညီတည်းထွက်လာလေအေးဘုန်းကြီးသုံးပိုင်းတွေ့ရသုံးပိုင်းဆိုတာငယ်စဉ်တုန်းကဟိုရဟန်း၈ဝါ၉ဝါ၁၀ဝါတုန်းကဥပိ္ပဒေဆရာတော်ဖရာရဲ့နောက်ဆုံးဩဝါဒအမိပြုပြီးတော့ လက္ခဏတမတနာညာယင့်တံဖို့ဆိုတဲ့သင်္ခါရေးခဲ့တော့မှာနံယုတ်တရားဤနှစ်ပါးလဲရှိလျာကာလမတီးကြပဲခဏဖြစ်လျက်ခဏပြည့်၍နှိမ့်ဆက်ခြင်းရာလူမပါဘူးတဘာဝအာဤသုံးပါးကြောင့်ဖြစ်ပွားသမျှအနေစာသည်ဒုက္ခအနတ္တပါရကာလို့တလူပဲကျင့်ကျင့်ပေါ့အဲ့ဒီလိုရေးခဲ့ နောက်တော့ကြဒီဘက်ပိုင်းကြတော့ဘယ်လိုပေါ်လာလဲဥပမာဘုံခန္ဓာ၅ပါးဝိပဿနာတရားလင်္ကာရည်ရဲဆိုတော့ယုတ်တွမီခန္ဓာဒီကမြင့်ရှိကာလမတိထပဲခဏဖြစ်လေရခဏပြည့်ဤနည်းနည်းကျဲလာဖြစ်ပြဏတံနှိစေတံဖြင့်တရားမစဲလွန်ဆင်းရဲဤဒုက္ခလိုရဲရဲဆုံးပြောက်ဝံဒီရဏပရိညာပေါ့အောင် ခိုင်မြဲကြောမှနှစ်မပါဘူးဒါကအနတ္တလို့ရဲရဲကြီးဆုံးပြတ်တဲ့တိရဏပရိညာဖြစ်အောင်ခိုင်မြဲကြောမှနှစ်မပါဘူးပညာချက်ကိုမျောထောက်ရှုလင်းသူ့တဘာဝအိဋ္ဌသည်ဒုက္ခအနတ္တပါရကားလို့ဒီအိဋ္ဌဒုက္ခအနတ္တတဲ့ယတ်နာပြီးတော့ဒုက္ခအနတ္တပါရကားလို့ဒီမှာသိင်စေ အခုဒီကိုလာကနိကြတော့လန့်စင်းသာဒီဒီဟောပေါ့လေမန်လေးရဒီကိုလာကနိတော့မှဩငါတို့တကယ်နှလုံးသွင်းလို့ရှိရင်နေဆံဒုက္ခအနတ္တနေတ္တမမနေသောအမသမီနမေသောအတ္တကြမှာဝိပဿနာကိုပိုင်ပိုင်ကြီးနှလုံးသွင်းရရောက်အဲ့ဒီလိုဆိုရင်ငါရေးထားတဲ့လင်္ကာကအနေဆံဒုက္ခအနတ္တပဲရှိသေးတယ် နေဓမ္မမနေသောအမတ်ကမိနမေသောအတ္တမပါသေးဘူးဒီတော့ဒီအနိစ္စဒုက္ခအနတ္တနေဓမ္မမနေသောအမတ်ကမိနမေသောအတ္တနဲ့ထမြညီအောင်လင်္ကာကိုနောက်ကအမိတပ်ပြီးထည့်ပေးဦးမှာဘယ်လိုထည့်ရင်ကောင်းမလဲစဉ်းစားတော့ပေါ်လာယုတ်ဟူတွင်မြီခန္ဓာတိကမြင့်ရှိကာလမတိထပဲခဏဖြစ်လျက်ခဏပြည့်ဤဒါအနိစ္စ ဆုံးပြဝတ်အောင်ပြောနေတယ်ဖြစ်ပြနှစ်တန်နှိမ့်ဆက်တန်ဖြင့်တရားမဆဲလွန်ဆင်းရည်ဤဒုက္ခလို့ဆုံးပြဝတ်တဲ့တိရဏပရိညာပေါ်အောင်ခိုင်မြဲကြောမှနှစ်မပါဘူးအနတ္တလို့ရဲရဲတောက်ဆုံးပြဝတ်တဲ့တိရဏပရိညာပေါ်အောင်ပညာစကုမျောထောက်ရှုလင်သူ့တဘာဝအနိစ္စနှင့် ဒုက္ခအနတ္တမှန်လာစွာဤမပြီးနဲ့ဟုတ်အနေဆံဒုက္ခအနတ္တမပြီးသေးဘူးဟိုဘက်ကနေတမမနေသောမသမီနာမေသောအတ္တအတွက်ဒုက္ခအနတ္တမှန်လာစွာဤငါငါဥစ္စာငါလိပ်ပြာတို့ဘာတခုမျှမဟုတ်ကြသည်ဓမ္မသက်သက်ပါရကားလို့ ငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးငါလက်ပြလည်းမဟုတ်ဘူးဒီငါတွေငါဥစ္စာတွေငါလက်ပြတွေဘာမှမဟုတ်ဘူးဟာဒီလိုဆုံးဆုံးဖြတ်ဖြတ်သိတယ်တိရဏပရိညာဖြစ်အောင်ဟောဒီလင်္ကာမှာနင်းနေအမိရှေးလာတယ်ပေါ့ဒါဒီနှစ်ဖြစ်လာတဲ့အသိဉာဏ်တစ်မျိုးပြောပါအေးအဲ့ဒါကြောင့်ရှေးကခန္ဓာ၅ပါးဝိပဿနာတရားလင်္ကာကို ရဘူးကြတဲ့ပုံကိုယ်ဒီလည်းရှိမယ်အေးရဘူးပြိမယ်လို့လည်းပဲနေတ္တမမနေတော်အမကမိနမေတော်အတ္တတိုင်အောင်နှလုံးသွင်းကြရအောင်တဲ့ခန္ဓာငါးပါးဘုပ္ပတနာနှလုံးသွင်းရအောင်အားလုံးလိုက်ပြီးတော့ဆိုပါယုတ်ဟူသွင်းမီခန္ဓာတိကာ မြင်ရှိကာလမတီထပဲခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြေနတံနေစေတံဖြင့်တရားမစဲလွန်ချင်းရဲ့ဤခိုင်မြဲကြောမှာနှိမ့်မပါဘူးနှိမ့်မပါဘူး ညာစက်ခုမြောထောက်ရှုလင်သုတဘာဝအနိစ္စနဲ့ဒုက္ခအနတ္တာမှန်စွာဤမှန်စွာဤငာငဥ္စာမှန်ပါဥ္စာငါလိပ်ပြာတို့မှန်ပါဥ္စာဘာတခုမြတ်ဘာတခုမြတ်မဟုတ်ကြသည်မဟုတ်ကြ ဓမ္မသက်သက်ပါတကားဝေဒနာမီခန္ဓာသီလေမြင့်ရှိကာလမတိထပဲခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြေနတံနေစေတံဖြင့်နေစေတံဖြင့် တယံမစေလွန်စင်းရဲ့ဤခိုင်မြေကြောမှာနှစ်မပါဘူးပညာစက်ခုမျောထောက်ရှုလင်သုတဘာဝအနိစ္စနှင့်ဒုက္ခအနတ္တမှန်းလာစွာဤ မာနဥစ္စာမာနဥစ္စာမလိပ်ပြာတို့မာလိပ်ပြာတို့ဘာတခုမြဘာတခုမြမဟုတ်ကြသည်ဟုတ်ကြသည်ဓမ္မတသက်ပါရကာဓမ္မတသက်ပါရကာပညာတွမီပညာတွမီခန္ဓာဒီလေခန္ဓာဒီလေမြင့်ရှိကာလမြင့်ရှိကာလမတိထပဲမတိထ ခဏဖြစ်လျက်ခဏဖြစ်လျက်ခဏပြည့်၏ဖြစ်ပြဏတံဖြစ်ပြဏတံနေစေတံဖြင့်နေစေတံဖြင့်တယံမစေတယံမစေလွန်ရှင်ရဲ့၏ခိုင်မြဲကြောမှာခိုင်မြဲကြောမှာနှစ်မပါဘူးနှစ်မပါဘူးပညာစက်ခုပညာစက်ခုမျောထောက်ရှုလင်မျောထောက်ရှုလင်ဥဒဘာဝဥဒဘာဝ ဘာဝအနိစ္စနှင်ဒုက္ခအနတ္တာမှန်ရစွာဤမှန်ရစွာဤငါငါဥစ္စာမှန်ငါဥစ္စာငါလိပ်ပြာတို့မှန်လိပ်ပြာတို့ဘာတခုမြဘာတခုမြမဟုတ်ကြသည်မဟုတ်ကြသည်ဓမ္မတတ္တပါဒကဓမ္မတတ္တပါဒကသင်္ခါရမိသင်္ခါရမိ ခန္ဓာတိလေခန္ဓာတိလေမြင့်ရှိကာလမြင့်ရှိကာလမတိထပဲမတိထပဲကဏဖြစ်လျက်ကဏဖြစ်လျက်ကဏပြည့်ဤကဏပြည့်ဤဖြစ်ပြေနတံနေစဓံြင်တရားမစေတရားမစေလွန်ချင်းရဲ့ဤခိုင်မြဲကြောမှာခိုင်မြဲကြောမှာနှစ်မပါဘူးနှစ်မ ပညာစက်ခုမြောထောက်ရှုလင်သုသဘာဝအနိစ္စနှင်ဒုက္ခအနတ္တာမံလှစွာဤငါငါဥစ္စာငါလိပ်ပြာတို့ဘာတခုမြတ်မဟုတ်ကြသည် 干嘛这这把这个？为人聪明，看大的嘞，面皮干了，没底差呗，看那撇色也，看那别意，撇边那张，那些当真。 တယံမစေလွန်ရှင်ရည်ဤခိုင်မြေကြောမှာနိမပါဘူးပညာစက်ခုမြောထောက်ရှုလင်သုတဘာဝအနိစ္စနှင့်ဒုက္ခအနတ္တမှန်လာစွာဤမှန်လာစွာဤ မာနဥစ္စာမာနဥစ္စာငါလိပ်ပြာတို့မာလိပ်ပြာတို့ဘာတခုမြာမဟုတ်ကြသည်ဓမ္မသက်သက်ပါတကားအဲ့ဒီလင်္ကာလေးငါဖို့နှလုံးသွင်းခြင်းဖြင့်မိမိဟာခန္ဓာကမ္မထံစီးပြန့်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါလေ။ ငါဘုံမှာလည်းပဲရှိကကောင်းလေးပြောင်းယုံမှာနောက်ပိုင်းကဟာကအကုန်လုံးအတူတူကြည့်တယ်ပါပဲထို့အတူခန္ဓာကမ္မထံစည်းပြန်ရတာအာမေယသေးဘူးအာယနာကမ္မထံစည်းပြန်ကြည့်ကျင်တဲ့ဆိုရင်မိမိကိုယ်မှာအမှန်တကယ်ရှိတာမျက်စိရဲ့နားရဲ့နှာရဲ့ဆရာရဲ့ကိုယ်ရဲ့စိတ်ကဲအတွန်းအာယနာက6ပါးရှိသူကိုပါဠိလိုခေါ်တော့သက္ခုသောတာကနာဇေဝကာယမနတ် အပြင်အာယနကလည်းပဲအချင်းရဲ့အတန်ရဲ့အနှံ့ရဲ့အရသာရဲ့အတွေ့အထိရဲ့ယုံနံနှစ်ပုံဆိုတဲ့ဓမ္မယုံရဲ့ဒါအပြင်ဘက်ကအာယနကြောက်ပါအေပါဠိလိုပြောရင်ရူပယနနတ္တဒါယနနကန္ဓာယနနရဒါယနနဖွတ်တာပါယနနဓမ္မယနနဒီလိုပြောရအေအဲ့ဒီမှာမြတ်စွာဘုရားကမြစ် ိန္ဒြေအလေအလတ်ရှိသောပုဂ္ဂိုလ်များအတွေ့အာယတနာတရားဟောတယ်။အဲဒီပုဂ္ဂိုလ်များအာယတနာကမ္မထံစီးပြန်ရ။အေးခန္ဓာကိုယ်မှာရှိတဲ့တရားတွေကိုခုနကနီးကညံထက်တဲ့ပုဂ္ဂိုလ်ကငါးဘုံနဲ့ကုံအောင်ကြည့်တဲ့နေ။အခုညံအလေအလတ်ပုဂ္ဂိုလ်က12မျိုး12ဘုံထားပြီးတော့ကြည့်ရ။ဒီတရားမြတ်တော်ကိုယ်၌အမှန်တကယ်ရှိတဲ့တရားတွေသည် မျက်စီရဲ့နားရဲ့နှာရဲ့လျှာရဲ့ကိုယ်ရဲ့စိတ်ကဲ့လို့အတွန်းအာယတနာ၆ပါးအရှင်းရဲ့အတန်ရဲ့အနှံ့ရဲ့အယတာရဲ့အတွေ့အထိရဲ့ဓမ္မရဲ့လို့အပြင်အာယတနာ၆ပါးဒီ7ပါးပဲရှိတယ်အာယတနာမျက်စီနဲ့ကြည့်အဲ့ဒီလိုသိပြီးပြီးပရမတ္ထဒေသရောက်အောင်သိရင်ဒီအာယတနာတို့ရဲ့တဖြစ်ပြည့်ပြည့်နေတာပေါ်လာလေအနေစာဒုက္ခအနတ္တာပေါ်လာလေ ဒီတော့ပရမတ္ထတရားအရင်သိအောင်မြင်အောင်မျက်စိတွင်မြည်ရုပ်အကြီးကမြင့်ရှိကာလမတိထပဲသွားရော့ဟုတ်လားငါငါဥစ္စာငါလေးပြတို့ဘာတခုမျှမဟုတ်ကြသည်ဓမ္မတတ္တပါရကပြီးပြီနာဟုတွင်မြည်ရုပ်အကြီးလက်နာခေါင်းတွင်မြည်ရုပ်အကြီးလက်လျာဟုတွင်မြည်ရုပ်အကြီးလက်ကိုဟုတွင်မြည်ရုပ်အကြီးလက်မနောတွင်မြည်စိတ်အကြီးလက် မြင်ရှိကာလမတိထပဲခဏပြည့်လျက်ခဏပြည့်ဤဒီဟာကနောက်ပိုင်းကတူးသွားပြီအေးငါငါဥစ္စာငါလေးပြာတို့ဘာတခုမြမဟုတ်ကြသည်ဓမ္မတက်တက်ပါရကားချိအောင်သွားလိုက်6ခေါက်ပေါ့ပြီးတော့မှဘာယူရာယန္နအပြင်အာယန္နာ6ပါးအတွက်အရှင်းတွင်မြည်ရုတ်ထိုးဤကအတန်တွင်မြည်ရုတ်ထိုးဤကအနန့်တွင်မြည်ရုတ်ထိုးဤက အယတာတွင်မြည်ရုပ်တို့ဤကအတွေ့တွင်မြည်ရုပ်တို့ဤကဓမ္မတွင်မြည်ယုံနံဒီကမြင့်ရှိကာလမတိထပဲခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြည့်နှစ်တန်နှိမ့်ဆက်တန်ဖြင့်တရားမစဲလွန်စင်ရဲ့ဤခိုင်မြဲကြောမှာနှင့်မပါဘူးပညာစကုမျောထောက်ရှုလင်သူကဘာဝအနိစ္စနှင့်ဒုက္ခအနတ္တမှန်လားသွားဤဒုက္ခအနတ္တလို့အာကာရံလေးနဲ့ ဆိုပါစေဓမ္မဟုနောက်ကမှန်လာစွာဤငါငါဥစ္စာငါလိပ်ပြတို့ဘာတခုညမဟုတ်ကြသည်ဓမ္မသက်သက်ပါတကားလို့အေးဓမ္မဆိုတဲ့စကားမဲ့နောက်ကမကနှလုံးအထက်မလေးကအတ္တံအောက်မကဟုတ်လားအထက်မအတွက်ဓမ္မဆိုတဲ့အတန်ထွက်ရတယ်အောက်မအတွက်မ ဓမ္မအတ္တတပါရကဓမ္မန္တရဏံကိစ္စာမိလည်းပဲဓမ္မန္တရဏံကိစ္စာမိလို့မတလုံးတည်းနဲ့အတန်နဲ့မဆုံမိအောင်တတိပြုကြရပါမယ်။ဝေထားပါ။အဲ့ဒီလိုအာယနာဇဏပကမ္မထံအနေနဲ့လည်းစီးပြန်းနိုင်တယ်။ဟာတပည့်တော်တို့ကတက်တက်ကြဲကြဲနှလုံးသွင်းစီးပြန်းနေတယ်ဆိုရင်ဓာတ်၁၈ပါးလင်္ကာရအောင်ကြည့် ပြည့်ရင်သကုတသောတာတာကာဏတာဇီဝတာကာယတာရူမနတာဆိုတဲ့ द्वय တာ6ပါးတင်္ဂရူပတာတတတာကန္တတာရတတာဖောတဘတာဓမ္မတာဆိုတဲ့အာယုန်တာ6ပါးအေးအဲ့ဒီ द्वय နဲ့အာယုန်ခိုက်ချင်းကြောင့်တိုက်ချင်းကြောင့်ပေါ်လာတဲ့သကုဝိညာဏတာအမြင်စိတ်သောတာဝိညာဏတာအကြာစိတ်ကန္နာဝိညာဏတာ ေအနန်းစိတ်ဇီဝဝိညာဏဒအစာစိတ်ကာယဝိညာဏဒအတွေ့စိတ်မနောဝိညာဏဒအတိစိတ်လို့ဝိညာဉ်6ပါးဝိညာဏဒ6ပါးအဲ့ဒီလိုပေါင်းရင်ဒီကိုခန္ဓာမှာဓာတ်18ပါးရှိတယ်ဆိုတာအဲ့ဒီ18ပါးကိုပြောတယ်အဲ့ဒီလိုသိပြီးပြီဆိုရင်သကုသောတာကန္နဇေဝကာယမနကခုနကအာယတနလိုပဲ။ ရစီတွမီယုတ်အကြီးကနာဟုတွမီယုတ်အကြီးလက်နှာခေါင်းတွမီယုတ်အကြီးလက်လျှာဟုတွမီယုတ်အကြီးလက်ကိုဟုတွမီယုတ်အကြီးလက်မနောတွမီစိတ်အကြီးလက်မြင့်ရှိကာလမတိထပဲကြွားတော်ငါငါဥစ္စာငါလေးပြာတို့ဘာတခုမြမဟုတ်ကြသည်ဓမ္မအတ္တပါရကဆုံးအောင်ကြွားလေအေးပြီးတော့အာယုန်ဓာတ်အတွက် အချင်းတွင်းကြီးရုပ်ထိုးဤကအတန်တွင်းကြီးရုပ်ထိုးဤလည်းအနတ်တွင်းကြီးရုပ်ထိုးဤလည်းရတာတွင်းကြီးရုပ်ထိုးဤလည်းအတွေ့တွင်းကြီးရုပ်ထိုးဤလည်းဓမ္မတွင်းကြီးယုံနံဒီလည်းမြင့်ရှိကာလမတီထပဲသွားပြီတော့ဓမ္မတက်တပါတကားထီအောင်ဝိညာဏတ္တ၆ပါးသက္ကုဝိညာဏတ္တဆိုတာသက္ကုဝိညာဉ်ဆိုတာမျက်စိ၌မှီသောဝိညာဉ်အမြင်စိတ်ပေါ့ အရပြောပြောရင်အမြင်စိတ်မျက်စိ၌မိဝိညာဉ်သည်လဲနား၌ဆွဲမိဝိညာဉ်သည်လဲနှာခေါင်း၌မိဝိညာဉ်သည်လဲလျာ၌ဆွဲမိဝိညာဉ်သည်လဲကိုယ်၌ဆွဲမိဝိညာဉ်သည်လဲမနောတွင်မိဝိညာဉ်သည်လဲမြင့်ရှိကာလမတိထပဲခဏဖြစ်လျက်ခဏပြည့်ဤသွားလိုက်ဓမ္မတသက်ပါရကာတိအောင်ဓာတ်၁၈ပါးနဲ့လည်းပဲ ဟိုလေ့လာကြည့်ပါလေ့လာကြည့်လို့ရှိရင်၃ရက်အတွင်းမှာခန္ဓာအနေနဲ့လည်းနှလုံးသွင်းတတ်မယ်အာယတနာအနေနဲ့လည်းနှလုံးသွင်းတတ်မယ်ဓာတ်အနေနဲ့လည်းပဲနှလုံးသွင်းတတ်မယ်ဤသို့လင်အနှစ်၄ပါးသာရတရားနာကြားရခြင်းဓမ္မတဝနာကောင်းမှုကုသိုလ်ကံစေတနာတရဏဂုံသီလစောက်တိကြရခြင်းသံတရာမိတောင်မိလျံကြီး အပြီးတိုင်းငြိမ်ကြပါစေဂုံတည်း